မော်ရီယိုမြို့ရဲ့တာအားတဲ့နေဒီတနေ့မှာဂျိုရာရိုလူစုဟာလက်ဖေးဆိုင်ထိုင်နေကြပြီးတော့အိုရိုဂျီစီအားနေလေးနဲ့များကိုပြန်ဝင်လာပါပြီ။အိုရိုဂျီဟာချီလီဘဘာကိုသုံးပြီးတော့လူရဲမှုတွေဖောက်ထွင်းမှုတွေအများကြီးကျူးလွန်တာပါ။နောက်တော့ကပေါက်ခဲ့ရတဲ့ထက်လို့လို့ကတော့မင်းကငါကိုယ်တိုင်တက်ပြင်မယ်နားလေလား။ဟုတ်ကဲ့ကြောက်ပါပြီဗျ။လေးနဲ့များကိုဘာလို့မလဲလို့ခိုးချီကမေးလိုက်အချိန်မှာလေးနဲ့များကိုလေးလာပြီးတော့စတန်နေရဲ့လိုအပ်ချက်ကိုရှာဖွေရမယ်လို့ဂျိုရာရိုကပြန်ပြေးလိုက်ပါတယ်။လေးနဲ့များကိုသုံးပြီးတော့အိုရိုဂျီဖန်တီးခဲ့တဲ့စတန်ဥစားကြီးအကြောင်းကစုံစမ်းနေုံပဲမင်းတို့လည်းသတိနဲ့နေကြအောင်။ဂျပန်ကော်ဖီတွေကအကောင်းဆုံးပဲဝေးထားရဲ့ကော်ဖီလေးနောက်တစ်ခွက်လောက်ပေးပါဦး။တော်ရီကပေါ်ကြောက်ကြွဲအောင်လို့သတိထားပါအောင်ဗျာ။ဂျိုဇ က်ကြီးကထိုးမကွန်းနဲ့တွေးချင်သေးရလို့ပြောရမလို့ဂျိုးစကေးကသူ့ရဲ့ကိုသွားဖို့အတွက်ဂျိုးစက်ကြီးကိုခေါ်ပြီးတော့ထွက်သွားပါတယ်သူတို့နှစ်ယောက်ကအစင်ရောပြေပါမလားဗျာဒီကိမိုလီကစားလို့ကောင်းလိုက်တာဝေးထားရင်ကျွန်တော်ကိမိုလီနောက်တစ်ခုတော့ပေးပါဦးဂျိုးစကေးကထိုးမကွန်းဖုန်းဆက်လိုက်ပြီးတော့တနေကုန်အိမ်မှာရှိမှလားလို့မေးလိုက်ချိန်မှာထိုးမကွန်းကရှိရလို့ပြန်ပြေးလိုက်တာမို့လို့အဲ့ဒါဆိုရင်ဒါပဲလို့ပြောပြီးဖုန်းချပါပါတယ်မဟုတ်တာရေလုံးနေရလို့မေးမထင်ဝိုင်းရင်ကောင်းမယ်ဟာဟိုဘုတော့ဘယ်သွားနေရလဲဖုန်းဆက်ပြေးတွေစောင့်နေပါလို့ပြောရတာကွာဂျိုးစကေးကဂျိုးစက်ကြီးကိုလိုက်ခေါ်နေရပြီးတော့ဂျိုးစက်ကြီးကနားလေးနေရမို့လို့မကြားရပဲနဲ့အနားကိုကပ်ပြီးအကျဲကြီးခေါ်လိုက်မှကြားရပါတယ်ထိုးမကွန်းကဂျိုးစက်ကြီးရောက်လာတာကိုမနှင်းသက်နိုင်တာမို့လို့ အမေကိုစကားပြောရမယ်နဲ့အဝေးကနေပဲကြည့်ရမယ်လို့ဂျိုးစကေကပြောနေပါတယ်အဲ့ဒါအပြင်ဂျိုးစကေကအခုမှတွေ့ဘူးရဲ့လို့အဖေတို့ဖေကြီးတို့မခေါ်နိုင်တာမို့လို့ဂျိုးစားဆန်လို့ပဲခေါ်မယ်လို့ပြောနေပြီးတော့အမေကိုတွေ့ပြီးရတဲ့အမေကောက်တန်းပြရမယ်လို့ပြောနေပါတယ်ဂျိုးစကေကလည်းဂျိုးစကေရဲ့ခံစားချက်ကိုနားလည်သွားအောင်လို့အားလုံးကိုလက်ခံပြီးတော့တဘောတူလိုက်ပါတယ်ပုံမွေလင်းလင်းပြောတာကောင်းတယ်ဆိုမှဒါကြီးကနေရခက်လိုက်တာအာဆိုတော့ဂျိုးစတာဆန်ကျွန်တော်တို့ ဟမ်ဘယ်ရောက်သွားလဲကဂျိုးသဒီပြောက်သွားမလို့ဒီနေ့ဘိုးတော်ကိုတွေးမိတာလို့မေးလိုက်အချိန်မှာဘိုးတော်ကတခြားမျိုးသွားတဲ့ဘက်စကားဘောကိုတက်သွားပါစောကြီးပါကွာအဲ့ကောင်နဲ့သွားမယ်ထင်လို့ဒါနဲ့မင်းကကောင်းအောင်မီအောင်ပြေးလိုက်နေတာအဲ့ဟောစရာပဲအဲ့ဒီမှာစုံတစ်ခုကဂျိုးသဒီရဲ့ဘောင်းမီကိုလာဆွဲနေပါဂျိုးစကခွန်တစ်ခုကငါဘောင်းမီကိုလာဆွဲနေပါလေဗျာဒီမှာမောရတဲ့ချာအဲ့ဒီမှာဂျိုးသဒီရဲ့ဒုက္ခပါပါပါပြီးတော့ဒုက္ခကြီးကရမ်းနေပါဂျိုးစကခွန်ဒီမှာစတန်ဦးစားတယောက်ရှိနေရဲ့အဲတယောက်မဟုတ်နှစ်ယောက်ဂျိုးစားဆန်နဲ့ကျွန်တော်လေးဒါနဲ့ဒီနေ့မှာအေးဆိုင်လေးပါလိမရှိဘူးလားရေစာလိုက်တာဂျိုးသဒီကတဲမင်းဘောင်ကိုကြီးလိုက်အချိန်မှာကလေးလက်ရလေးတွေကို üleval ju Oh my god just get cost that ရည်နေတယ်ဒီပုံတိုင်းဆိုရင်ဘိုးတော်ငါမိနေပေးထွေးလို့မဖြစ်ဘူးထင်တယ်ဘိုးတော်ကမရှိတာတွေကိုမြင်နေကြားနေရတယ်ဘယ်ရောက်သွားလဲခုနကဒီနားလေးမှာရှိနေရဲ့ဘယ်ရောက်သွားလဲအဲ့ဒီမှာခွေးတကောင်ကစုံစုကိုကိုင်းဖို့လုံးနေအောင်ဂျိုးဆက်ကြီးကမြင်လိုက်ရပါဟာမီတူပါပရာဂျိုးဆက်ကြီးကဟာမီပါပဲနဲ့ဆွဲယူလိုက်တဲ့အချိန်မှာ6လသားရွယ်ကလေးတယောက်ဖြစ်နေပါတယ်ဟင်တယောက်ငိုနေတယ်လို့ပဲကြားလာဂျိုးစတာဆန် just get cost ဟာလေထဲမှာကိုလုံးတီးနဲ့ကလေးတယောက်ရှိရဲ့ကလေးကကိုပြောက်နေရဟမ်ဘာကြီးဟာတကယ်ကြီးကဒီမှာကလေးတယောက်ရှိနေဟာနဲ့မေးစရာ ကလေးကိုကိုပြောင်းအောင်လုပ်သွားရဲစတန်ကဘဲမှာလေကလေးမေယာကဘဲမှာလေဂျိုးစ်ကခေါ်ငါထင်တာကတော့စတန်ဦးစာဒီကလေးပဲဖြစ်ရမယ်အမေနဲ့ကွဲသွားလို့မသိစိတ်ကစတန်ကိုတုံးပြီးကိုကိုကိုပြောင်းအောင်လုပ်ပြီးကာဝယ်လိုက်တာပဲဖြစ်ရမယ်လူကြီးတွေတော့မှစိုးဝင်စိတ်များရင်ဘိုင်းနာတာပဲပါဖြစ်တတ်တယ်မလားအဲ့ဒီမှာကလေးလေးကထားဝင်နေရမလို့ဂျိုးစက်ကြီးကလည်းကလေးကိုတဲအောင်ချောနေရပါလေဟင်းဒါဒါအဘိုင်းလေးမှတခုတွေးလို့လားအေးငါလက်နဲ့ထိလိုက်မိရဲ့အချိန်မှာတီးလိုက်ရတာဒီကလေးကမင်းကလေးပဲဟုတ်ပါဟုတ်ပါယောက်ျားရင်းနဲ့မင်းလေးကွာရှာချက်ကပေါင်ချားမှရှိရလိမ့် ဂျိုးစကေခေါ်ဘာဖြစ်ပြန်ပြီလဲတ िश ူးပါလားဂျိုးစကေကနန်းတခုရလိုက်ပြီးတော့ကလေးကဂျိုးစကေရဲ့လက်ပေါ်မှာအီးပါချလိုက်တာပါအီးကကိုပြောင်းနေရောမသိလိုက်ဘူးဒီလက်နဲ့မုန်းစိမ်မွေကိုပုံပြီးလိုက်ပြီလေးပါလေဗျာကျွန်တော်ကလေးအနည်းနဲ့သုံးဆောင်နေတော့ဝယ်ရအောင်ဂျိုးစတဆန်အားကိုမယ်နော်ဟမ်ငါတော့ဝယ်ရမှာလားဟုတ်တယ်လေကျွန်တော်တော့ဝယ်ရင်16နှစ်အရွယ်ကောင်လေးကကောင်မလေးတယောက်ကိုဖိုက်ကြီးအောင်လုပ်ထားရလို့ထင်ကြမှာပေါ့ဒါဒါပဲငါရှိမှာအမေရိကန်ချက်လက်မှတ်တွေပဲရှိရပြီးတော့လေအဲဆိုလေကျွန်တော်ကတ်ကိုသုံးလိုက်ဈေးကြီးရတော့မွေနေတော့အေးဘဆိုင်တွေကကျွန်တော်တနေ့လုံးဖင်ပြအောင်လုပ်လို့ပြီးတော့စူရာရအေးပါအေးပါတိပါတယ်ကျွန်တော်အနည်းနဲ့သုံးဆောင်လေးတွေဝယ်ခြင်းလို့ပါရပါတယ်ဆရာဒီက ာလေးဆိုရင်တော့အဆင်ပြေဆုံးပဲခင်ဗျတယောက်တည်းနေတော့လဲရပြုတ်ရလွဲပါတယ်ဟွန်းကျွန်တော်ကကလေးနီးလိုချင်တာပါဩကေကလေးတွေ့လားဆော့ဆော့ကြီးပါဆရာကျွန်တော်ပြာရည်ပါမယ်ဘလို့ပုံစံအနည်းမျိုးလိုချင်တာလဲခင်ဗျပုံစံကျွန်တော်စီမှာဒီလိုပုံစံနှမျိုးရှိပါတယ်ခင်ဗျအာမရွေးတော့နှစ်ခုလုံးယူမယ်ကလေးရဲ့အရွယ်စားလေးရအောင်ခင်ဗျဟွန်း အရွယ်စားအနီးဒီယာကလေးရဲ့အရွယ်စားပြန်ယောက်ျားလေးမိန်းလေးပေါ်မူတည်ပြီးတော့ပါရွေးကြရည်များနေပါတယ်။သူကမိန်းကလေးပဲကျွန်တော်လက်ထဲမှာကင်နာတော့ဒီလောက်တော့ရှိရဲ့။တေချာမပြောတတ်ဘူးပြာကျွန်တော်အားလုံးတစ်ခုစီပေးလိုက်ပါ။အဲ့လိုနဲ့ဂျိုးဆက်ကြီးကနိုဘူးဆက်ပဲတော့ပလတ်စတစ်ဘူးယူရမလားဖန်ဘူးယူရမလားဆိုတာရွေးရခက်နေပြန်ပါပြီ။အဲ့ဒါပြင်ပုံစံမျိုးစုံရှိရမလို့ဂျိုးဆက်ကြီးကလည်းအားလုံးတစ်ခုစီထည့်လိုက်လို့ပြောနေပါတယ်။ချုံလင်တွေကလည်းပုံစံမျိုးစုံရှိနေရမလို့အားလုံးယူမယ်လို့ဂျိုးဆက်ကြီးကပြောနေတဲ့အချိန်မှာချုံလင်ပေါက်တွေပါရွေးကားနေရမလို့ဂျိုးဆက်ကြီးကစိတ်လီနေပါပြီ။ဂျိုးဆက်ကြီးကပိုးစိုးပဲဆက်ဝယ်ပြီးတော့ပတ်စံရှင်းလိုက်တဲ့အချိန်မှာတသိန်း၃00ကျော်ကြာနေပါတယ်။ဒေါ်လာနဲ့ဆိုရင်ဘယ်လို ောက်ရှိမလဲမသိဘူးရန်တရောက်ပြာရှစ်စေဆိုတော့မသိတော့ဘူးကကလေးပစ္စည်းပဲဈေးသိမ့်မကြီးတော့ပါဘူးအဲ့ဒီမှာအပြင်မှာစောင့်နေတဲ့ဂျိုစကီကအကြောင်းသူလေးရောက်လာမလို့ကလေးကိုမမြင်အောင်ဖွဲ့ထားနေရပါဘူးအိုးဂျိုစကီကအားလုံးရလာပြီဂျိုစတဆန်ကြားရတာဗျာရောရောကလေးကိုယူကျွန်တော်ဒီညနေသွားရအောင်အဲ့လိုနဲ့ဂျိုစက်ကြီးကကလေးကိုအဝတ်စားတွေဝေပေးလိုက်ပြီးတော့မျက်နှာပါမြင်အောင်မိတ်ကပ်တွေလိမ့်ပေးလိုက်ပါတယ်အမေချောလေးပဲဗျာကျွန်တော်ဒီမျက်နှာလေးနဲ့သူ့အမေရှာလို့ရလောက်တယ်အကြံကောင်းမဲ့ဂျိုစတဆန်အေးနှာခမ်းဒီလေးပါဆိုးပေးလိုက်မယ်အခွန်ဒီဘိုးတို့ကမြောက်ပေးရင်အကုန်လုံးတားအဲ့လိုနဲ့ဂျိုစက်ကြီးကကလေးကိုမျက်မှန်တက်ပေးလိုက်ပြီးတော့နှုတ်ဘူးတက်ဖို့လုံးနေတဲ့အချိန်မှာကလေးကပျောက်သွား ားပြီးတော့ဂျိုးဆက်ကြီးရဲ့လက်တွေပါပြောက်သွားပါတယ်။ကလေးကသူကိုယ်တိုင်နေမဟုတ်ဘဲနဲ့အနားအယာမန်နေမြောက်ကိုပြောက်အောင်လုံးနိုင်နေရမလို့ဂျိုးဆက်ကြီးကတွန်းလဲလဲကိုထဲလိုက်တဲ့အချိန်မှာတွန်းလဲကြီးပါပြောက်သွားပါတယ်။ဂျိုးစကေးကချိုးလဲအောင်ယူပြီးတော့ကလေးစီကိုလမ်းပြလိုက်တဲ့အချိန်မှာချိုးလဲကြီးမှပြောက်သွားပါတယ်။ထထားကြီးကအသေးပဲမရှိဘူးလေ။စတန်ကကိုပြောက်အောင်လုပ်ပြီးကာဝယ်နေရဆိုရင်ဒီကလေးကိုဘသူကအစာကျွေးပါလဲ။ဂျော့စကေခွန် အာထင်းနာကလေးကကြောက်ပြီးတော့ပါဝါတွေကိုတုံးမိနေတာဖြစ်မယ်။အဲဒီချိန်မှာစမင်းစီးလိုက်တဲ့ဘဲတပွေကဆလေးကိုပြစ်ချလိုက်တာမို့လို့ဂျိုးဆက်ကြီးကဆလေးကိုဖမ်းလိုက်ရချိန်မှာတုံးလေးကိုတိုက်ပြီးသွားပြီးတော့တုံးလေးကတောင်းအောင်ချောက်နေမှာပါ။ကလေးကပိုချောက်လာတာမို့လို့တုံးလေးကြီးကပျောက်သွားပြီးတော့ကိုပြောတဲ့အေရီယာပိုကြီးလာပါတယ်။ညီကြီးကပျောက်သွားတာဟာကလေးကပိုချောက်လာလေကိုပြောတဲ့အကွာဝေးကပိုကျဲလာလေကိုအဲဒီချိန်မှာတုံးလေးကရေထဲကိုကြောက်ရတဲ့အတန်ကိုဂျိုးစကေးကကြားလိုက်ရပါတယ်။ကိုပြောနေတဲ့ကလေးကရေထဲကိုကြောက်ရတယ်ဟုတ်လားပြက်တဲ့တော်တက်ပြီးဟာ။ဒါတွေအားလုံးကဂျိုးဆက်ကြီးတောင်းအောင်မသိတဲ့မယ်နဲ့ကလေးတုံးလေးကိုသေချာမကြည့်ရခဲ့လို့ဖြစ်ရတာ။တောင်းအောင်မသိတဲ့လို့ပဲဂျိုးစကေးရဲ့မိကိုဆက်ချောင်းလေးလုံးလုံးပြစ်ထားခဲ့တာ။ဒါကြ မို့လို့ဒီလိုလူကိုမလေးစားနိုင်တဲ့ပြင်သူတို့ညောဘလို့မှအစင်ပြရမဘူးလို့ဂျိုစကီကတွေးနေပါတယ်ဂျိုစကီကရေထဲကိုခုန်ချသွားပြီးတော့ကလေးကိုရှာကြည့်ရင်ပဲကလေးကကိုပြောင်းနေတဲ့ပြင်ရေကအရန်ကြည်နေရမို့လို့ရှာလို့မရပဲဖြစ်နေပါတယ်အဲဒီလောက်ကြည်နေတဲ့ရေထဲမှာကိုပြောင်းနေတဲ့ကလေးကိုငါဘလို့ရှာမှလဲဟာအဲချိန်မှာဂျိုဆက်ကြီးကသူသာသေးသွားခဲ့မယ်ဆိုရင်ထုံမကိုနှုတ်ဆက်တယ်လို့ပြောရရလို့ဂျိုစကီကိုပြောလိုက်ပြီးတော့လက်ကောက်ပေါ်ဓာတ်နဲ့လှီချပလိုက်တာမို့လို့ဂျိုစကီကလမ်းသွားပါတယ်ဂျိုဆက်ကြီးကအရောင်မရှိတဲ့ရေကိုအရောင်ဆိုးလိုက်တာဖြစ်ပြီးတော့ကလေးကဘေးနားအရာတွေကိုကိုပြောင်းစီရမို့လို့သွေးမရှိတဲ့နေရာကလေးရှိတဲ့နေရာပဲဖြစ်ပါတယ်အဲလိုနဲ့ဂျိုစကီကကလေးကိုကယ်လိုက်နိုင်ပါတယ်ဂျိုဆက်ကြီးကဂျိုစကီရဲ့စတန်ကြော ောက်မသိရပြန်ကုမမြင်ဘူးရဲ့ကလေးတို့အသက်ဆုံးလိုက်တာမို့လို့ဇိုးဆက်ကြီးပေါ်မြင်မကြည့်ရပျောက်သွားပြီးတော့ဂျိုးစကီကတခါလေးလေးစားသွားပါတယ်ဂျိုးဆက်ကြီးကလည်းတားပြင်းသူရှိမှထားကြရင်လို့ဒီလိုလုပ်ကြလို့ဖြေလိုက်ပါတယ်အဲ့လိုနဲ့ဂျိုးစကီကအိမ်မေရောက်သွားပြီးတော့ရေစိုးဖို့တွေတဲဖို့လုံးနေတဲ့အချိန်မှာဂျိုးဆက်ကြီးကလေးသုံးဆောင်ဝယ်လိုက်တဲ့ဘောက်ချာအရှိအပြစ်နဲ့အောင်တွေးလိုက်ရပါတယ်အငါပါစံလေးတော့သွားပါပြီးကဒီဘိုးတော့ဘာဝယ်လိုက်တာတော့ဟောအဲ့လိုနဲ့ episode သတင်းကဒီပါပြီးသွားပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro ရေနောက်တဲ့ episode မှာတော့ manga ဆရာရဲ့အိမ်ဝင်လဲသွားနေရဲ့ဟာဇာမဒါနဲ့ခိုးရှီတို့တွေ့ရမှာပါ